မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အားလုံးကြုံဖူးကြမှာပါမြန်မာနိုင်ငံမှာတော့မီးပိုလို့အသိများတယ်တချို့လဲကင်းချေများပိုလို့ခေါ်ကြတယ်အဲ့ဒီ insect လीကြောင်းနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ဆင်ဒီအကောင်လေးတွေကလေအေရွယ်စားကတော့တေးသေးလေးပဲဒါပေမဲ့သူတို့အန်ဒီပေးတဲ့ပုံစံကတော့နည်းနည်းထူးခြားတယ်ဟုတ်တယ်ကြိုက်တာမျိုးတွတ်တာမျိုးမဟုတ်ဘူးနော်ဟုတ်ပါတယ်လုံးဝမဟုတ်ဘူးသူ့ကိုမတော်တဆဖိမိတာတော့ဖွင့်မိတာတော့ဖြစ်သွားရင် အရေးပြမှလေအတော်ပြင်းတဲ့ဓာတုဖိတာလောင်ကျွမ်းမှုအဲ chemical burn လို့ခေါ်တာမျိုးပေါ့အဲ့ဒါဖြစ်စေနိုင်တာကသူ့ရဲ့အဓိကပြဿနာပဲอืมဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကဒီမိဖို့သူ့ပုံစံဘယ်လိုရှိလဲဘယ်လိုမထားလို့ရမလဲဟုတ်ကဲ့ပြီးတော့သူ့အန်ဒီရဲ့ကဘယ်လိုတက်ကြောင်လဲထည့်ရင်ဘာလက္ခဏာတွေပြလဲอืมอืมဘယ်လိုအကောင်းကာကွယ်မလဲပြီးတော့လေတကယ်လို့ဖြစ်ခဲ့ရင်ဘယ်လိုကုသမလဲဆိုတာတွေကို အဲ့ဒီမိဖို့နဲ့ဓာတုဝေဒအန်ဒီရဲ့ကာကွယ်နီးစာတန်းတွေကအချက်အလက်တွေကိုခြေခံပြီးတော့ပေါ့ပိုရှင်းသွားအောင် ပြောကြမယ်ဟုတ်ပါတယ်အဲ့ဒီအချက်တီတိတိချာချာတီးထားလိုက်ရင်မလျော်ဘဲနာရာတို့စိတ်ညရာတို့နော့ဆက်တွဲအရေးပြောပြဿနာတွေရှောင်ဖို့အများကြီးထောက်ကူဖြစ်မှာပါကောင်းပြီပါဒါဆိုပထမဆုံးလေဒီမိဖို့ဆိုတာဘာကောင်းလေးလဲသူ့ပုံစံကိုဘလို့မှတ်တာထားနိုင်မလဲဆိုတာလေးစလိုက်ကြရအောင်သူ့တိပံလို့ခေါ်ရင်တော့ roof video ပေါ့ အတိအကျဆို Pedurius ဆိုတဲ့မျိုးစုထဲကအရွေးစားခါတော့တော်တော်လေးသေးတယ်ပြောမယ်ဟုတ်လားဘလောက်လောက်သေးတာလဲအရှိက9မီလီမီတာကနေ10မီလီမီတာလောက်အထိပဲရှိတတ်တယ်လက်မဝက်လောက်ပဲဆိုပါတော့ဩလက်မဝက်ဆိုတော့တော်တော်သေးတာပဲမောင်လေးရင်ဒါမှမဟုတ်တတိမထားရင်တော့မြင်းဖို့မလွယ်တော့ဘူးသူကိုယ်ရဲ့ပုံစံကတော့ဘလို့ထူးခြားလဲသူတို့ကိုယ်လုံးကလေရှည်မြောမြောပုံစံရှိတယ်အယောင်ကတော့အတော်လေးမမိလွယ်တယ်ဥခေါင်းပိုင်းရဲ့1 by အနောက်ဆုံးပိုင်းရဲ့ကအနက်ယောင် အင်းအနေရပြီးတော့ကိုလုံးအလေဝိုင်းကတော့လေတောက်ပတဲ့လင်မော်ရောင်ဒါမှမဟုတ်အညိုညီရောင်အဲ့လိုတန်းနေတတ်တယ်။အော်အနေရောင်ရင်လင်မော်တောင်းမှုအနီရောင်လိုမျိုးရယ်ဆိုတော့ညာဘက်မီးရောင်အောင်မှာတော့တတော်ထင်းနေမယ်အရာအတွဲပဲ။ဟုတ်တယ်။နောက်ပြီးသူ့ကိုတေးသေးချာချာမှတ်မိစေနိုင်တဲ့အယူကြီးတဲ့အချက်တစ်ခုကသူ့ရဲ့အတောင်ပံအဖုံး Elytra လို့ခေါ်တာပေါ့။အတောင်ပံအဖုံးဟုတ်ကဲ့ ပုံမှန်ဘိုးကောင်တွေမှာအတောင်ပံအဖုံးက1 by အနောက်ပိုင်းကိုအကုန်နီးပါးဖုံးထားပြီမဲ့ဒီ roof beetle တွေမှာတော့အတောင်ပံအဖုံးကအယံတိုးနေတယ်။အော်တိုးတယ်ဆိုတော့ဟုတ်တယ်။ဒါကြောင့်1 by ရဲ့အနောက်ဘက်အစိပ်ပိုင်းအတော်များများကအဖုံးမပါပဲအပြင်ကိုပေါ်နေတာရှင်းရှင်းလင်းလင်းတွေ့ရတယ်။ဒါကတို့တခြားပိုးတွေနဲ့ခွဲခြားဖို့အဓိကအချက်တစ်ခုပဲ။ဒါဆိုရင်အတောင်ပံတိုးတိုးလေးနဲ့1 by အနောက်ဘက်ကပုံနေမယ်။ပုံစံကရှေးမျောမျောအယောင်ကအနက်နဲ့လင်းပေါ်အနီရောက်ပေါ် ဟုတ်ပါတယ်အဲ့ဒါပဲသူ့ပုံစံကိုမမိလောက်ပြီဆိုရင်တော့အရေးကြီးဆုံးအပိုင်းပါဗျာသူ့ရဲ့အန်ရီအကြောင်းဆက်ပြောအောင်ဒီလောက်တိတ်တဲ့အကောင့်လေးကဘာလို့ဒီလောက်ကယူဆက်ရအောင်လာလဲဘလို့အန်ဒီမျိုးပါနေလို့လဲသူ့ရဲ့အဓိကအန်ဒီကလည်း battery လို့ခေါ်တဲ့ဓာတုပစီကြောင့်ပါဒါကအလွန်အစွမ်းထက်တဲ့ cell အစိတ် cytotoxin ချီမျိုးပဲဆိုလိုတာကတက်ရှိ cell တွေကိုအစိတ်ဖြစ်စေနိုင်တဲ့တက်တီရှိတာပေါ့ battery ဟုတ်ကဲ့ဒီ battery တက ပိုးကောင်ရဲ့ကိုယ်ထဲမှာရှိတဲ့ကိုရွေးရေ hemon lymph လို့ခေါ်တဲ့ရေထဲမှာပါတယ်။အဲ့ဒီ hemon lymph ဆိုတာအကြမ်းဖျင်းပြောရရင်တော့ insect တွေတွေးလိုမျိုးပေါ့လေ။ battery နင်းမဲကနင်းနေထူးဆန်းတယ်လို့ပဲ။သူ့စိတ်ပြင်းအားကတော့ဘလောက်ထိရှိလို့လဲ။တော်တော်ပြင်းတယ်လို့ကြားဟုတ်လေဟုတ်လား။ဟုတ်ပါတယ်။တကယ်ကိုပြင်းလာပါ။အချို့သူ့ရဲ့တဏ္ဍာရီမှာဆို battery ရဲ့အစိတ်ပြင်းအားကိုမှွေပွဲအစိတ် cobra venom နဲ့တောင်နိုင်ရှင်ပြထားတာရှိတယ်။ဟာ။ မွေပွေးစိတ်နဲ့တောင်လားဟုတ်တယ်တချို့ကတော့မွေပွေးစိတ်ထက်တောင်အစိတ်ပေါင်းများစွာပိုပြင်းနိုင်တယ်လို့ဆိုကြတယ်သူရဲ့အချီးကလုတ်ပုံကဆယ်ရီပွားများတာကြီးထွားတာကိုတားဆီးပစ်တာအမလီမွေပွေးစိတ်ထက်ပြင်းတယ်ဆယ်ပွားတာကိုတောင်တားနိုင်တယ်ဆိုတော့တော်တော်ကြောက်စရာကောင်းတာပေါ့ဒါဆိုမတော်တဆအရေးပြားကိုထိမိုံနဲ့အသက်အန္တရာယ်အထိဖြစ်နိုင်လားအဲ့ဒီမှာလေအရန်အရေးကြီးတဲ့အချက်ကိုရှင်းရှင်းလင်းလင်းတီးဖို့လိုတယ် ပိုးကောင်တကောင်ရဲ့ကိုထဲနာပါတဲ့ pattern ပမာဏကလေအရန်အရန်ကိုနည်းနည်းလေးပါ။ဟုတ်ပမာဏနည်းလို့ပေါ့။ဟုတ်တယ်ဒါကြောင့်ပုံမှန်အရေးပြားနဲ့ထိတွေ့မိယုံတက်တက်နဲ့အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ကြရတော့လုံးဝနီးပါမရှိပါဘူး။တရားထွက်တော့အရန်ရေးဆိုးရင်ဖို့မလိုပါဘူး။ဒါပေမဲ့အရေးပြားကတော့တော်တော်လေးပြင်းပြင်းထန်ထန်ဒုက္ခပေးနိုင်တယ်။ဒါတုတ်တာမဟုတ်ရင်ဘလို့ပုံစံနဲ့ကျွန်တော်တို့ကိုဒုက္ခပေးတာလဲ။အန်ဒီယားကပေးရစားတာလဲ။ဟုတ်ပါတယ်။ သူကလူကိုတမန်တကရန်လိုပြီးလာကြိုက်တာအစိတ်ဆိုးနဲ့ထိုးတာမျိုးလုံးဝမလုပ်ပါဘူးပြဿနာကဘဲချင်ဆက်တယ်လဲဆိုတော့လေဒီပုတ်ကောင်လေးကကျမတို့အေးပြားပေါ်ရောက်လာတဲ့အချင်းပေါ့ဟုတ်ကဲ့အဲ့ဒီခါမှာကျမတို့ကတတိမထားမိပဲသူ့ကိုလက်နဲ့ဖိမိတာပုတ်မိတာဝတ်နဲ့ဖိချိတ်မိတာဒါမှမဟုတ်ရပဲအိတ်နေရင်လှိမ့်လဲလို့သူ့ပေါ်ဖိမိတာမျိုးပေါ့အင်းအမမချင်းပေါ့အဲ့လိုဖိချေပုတ်တိုင်မိတဲ့အခါပိုးရကိုကပေါက်သွားပြီး သူ့ကိုယ်တည်းကဖက်ဒရင်ပါတဲ့ကိုရင်းရည်တွေကအရေပြားပေါ်မှာဆွန့်ကြံခဲ့တာအဲ့ဒီခါကျမှအရေပြားပေါ်ကြံခဲ့တဲ့ဖက်ဒရင်ကသူ့အလုပ်သူလုပ်တော်တာပေါ့ဆိုတော့ဒါကပိုးရဲ့ကြိုက်ခိုင်မှုမဟုတ်ပဲမတော်တဆထိတွေ့မှုကြောင့်ဖြစ်တဲ့ဓာတုဖြစ်စီနဲ့ထိတွေ့မှုပေါ့အတိအကျပါပဲအရေပြားမော်ရောက်သွားတဲ့ဖက်ဒရင်က အရေပြားဆဲလေးကိုဓာတုပေရာနီနဲ့တိုက်ရိုက်တိုက်ခိုက်ပြီးလောင်ကျွမ်းစေတာဒါကြောင့်ဒီဖြစ်စဉ်ကိုအင်းဆက်ခိုက်တာလို့မခေါ်ပဲ ဓာတုပေတာအရေးပြလောင်ကျွမ်းမှု chemical bond လို့ပို့ပြီးတိတိကျကျခေါ်တာပါ Okay ဒါဆိုရင်မတော်တဆဒီ pattern ထနဲ့ ठी မိပြီ chemical bond စပြီးဆိုရင်ဘလို့လက္ခဏာတွေပြလာနိုင်လေအရေးပြပေါ်မှာပြလာတဲ့လက္ခဏာစုကို ferroorous dermatitis လို့ခေါ်တယ်ရှင်ဒါကတော့ဒီ ferroorous ပိုးကောင်တွေရဲ့အစိတ်ကြောင့်ဖြစ်တဲ့အရေးပြရောင်ရမ်းမှုပေါ့ ferroorous dermatitis ဟုတ်ကဲ့ ठी တွေ့ပြီးသိမ့်မချခင်မှာပဲ နာရီပိုင်းအသွင်းမှာအဲ့ဒီထိခိုက်မိတဲ့နေရာကနီရဲပြီးရောင်လာတတ်တယ်။ရာရာပူဆက်ပူလန်ခန်းစားရတာမျိုးလည်းဖြစ်နိုင်တယ်။နီရဲရောင်ရမ်းလာတာကပထမဆုံးသတိထားမိမှာပေါ့။ဟုတ်ပါတယ်။အဲ့ဒီနောက်အနိုင်နည်းနည်းမြောက်တော်ဖြင့်၁၂နာရီကောင်းနေ36နာရီလောက်ပေါ့ကြာလာတဲ့အခါမှာတော့အဲ့ဒီနီရဲရောင်ရမ်းနေတဲ့နေရာမှာ ရေကြီးဖူးအချီးကြီးတွေ blisters တွေထွက်လာပါလိမ့်မယ်။ဒါက Peterus Dermatitis ရဲ့အထင်ရှားဆုံးတဲ့လူတွေကိုအနောက်ရဖြစ်ဆုံးလက္ခဏာပဲ။ရေကြီးဖူးအချီးကြီးတွေဆိုတော့ တတော်နာပြီးနေရထိုင်ရခက်မဲ့ပုံမဲ့အနာရဲ့ပုံစံမှာတော့တခုခုထူးခြားတာရှိသေးလားဟုတ်ကဲ့တခါတည်းမှာထူးခြားတဲ့အနာပုံစံတွေ့ရအတက်တည်းပိုးဟောင်ကအီပြားပေါ်တွားတွားရင်ပွတ်တိုက်မိတဲ့လမ်းကြောင်းအတိုင်းဖီဒရင်နေကြံခဲ့ရင်အနာကရှေမျောမျောမြင်းဖြောင်ပုံစံ linear lesion လို့ဖြစ်နေတတ်တယ်။အော်မြင်းဖြောင်ပုံစံနောက်တစ်မျိုးကတော့အီပြားနှစ်ခုထိကပ်နေတဲ့နေရာဥပမာတတောင်စီအတွင်းကွေးတဲ့နေရာဒူကောင်းအနောက်ကွေးတဲ့နေရာလိုမျိုးမှာ ပိုးကောင်ကိုဖိငါဒီဖိမိရင်မျက်နှာချင်းဆိုင်အေးပြားနှုတ်ဖက်လုံးမှာတပြိုင်တည်းအနာဖြစ်သွားတတ်တယ်။ဒါကိုတော့ kissing lesion လို့ခေါ်ကြတယ်။ kissing lesion ဟုတ်ကဲ့ဒီလိုအနာပုံစံတွေကမိပိုးကြောင့်ဖြစ်တယ်ဆိုတာခမန်ဟောအထောက်အကူပြုတာပေါ့အနာပုံစံကမြင်းဖြောင့်ဒါမှမဟုတ်အရေးပြားခောက်ယုံမှမျက်နှာချင်းဆိုင် ဖြစ်နေတာမျိုးကသူ့လက္ခဏာပို့တည်တာစီတာပေါ့ဒီအနာတွေပြောက်ဖို့ကတော့ပုံမှန်ဘလောက်ကြာတတ်လဲ ပုံမှန်အဖန်တော့လေစနစ်တကျကုတအောင်ခံယူရင်တပတ်ကနေနှစ်ပတ်လောက်အတွင်းမှာအမရွတ်ကြည့်ချိမကြံပဲပျောက်သွားနိုင်ပါတယ်။ဒါပေမဲ့တေချာမကုပဲထားရင်ဒါမှမဟုတ်ရေကြည်ဖူးတွေပေါ့ပြီးပိုးဝင်တာမျိုး secondary infection ဖြစ်သွားရင်တော့အနာကျဖို့အချိန်ပိုကြာနိုင်တယ်လို့အယောင်ပြောင်းတာလို့အမရွတ်ကြံခေတာလို့ဖြစ်နိုင်နေ။အရေးပြားလက္ခဏာအပြင်တခြားနေရာတွေမှာတော့အန္တရာယ်ရှိနိုင်သေးလား။ဥပမာမျိုးလုံးနာတဝိုက်ကိုဒီပီရီရင်တိုင်ရောင်းသွားရင်ဘယ်လိုဖြစ်နိုင်မလဲ။ အဲ့ဒါကတော့အရန်ကိုအလေးထားရမယ့်အချက်ပါလက်မမတီးလိုက်ပဲပေးနေတဲ့ပက်ဒရင်နဲ့မျိုးလုံးကိုသွားပုတ်မိတာဒါမှမဟုတ်ပိုးကံကိုတိုင်ကမျိုးလုံးသားရောက်လာပြီးအဲ့ဒီမှာမတော်တဆဖိမိတာမျိုးဖြစ်ခဲ့ရင်ပက်ဒရင်ထက်กว่าမျိုးလုံးသေးကိုဖြစ်စေမြစ်ခွန်အတွင်းသားကိုဖြစ်စေရောက်သွားနိုင်တယ်အိုးမျိုးလုံးသေးဒါမှမဟုတ်မျိုးလုံးသားရောက်သွားရင်တော့တကယ်ပြဿနာကြီးပြီဆိုရမှာပေါ့တကယ်ကိုပြဿနာကြီးပါတယ် မျက်လုံးထဲပက်ဒရင်ဝင်သွားရင်မျက်လုံးကခဏတဲ့အတွင်းမှာနီရဲပြီးအရင်ရောင်လာမယ်ပြင်းထန်စွာနာကျင်မယ်မျက်ရည်တွေမြုပ်ဝတ်တယ်လည်းများလာနိုင်တယ်ပိုဆိုးတာကမျက်ချီလောကောနီယာကိုထိခိုက်ပျက်စီးစေနိုင်ပြီးအမြင်အာရုံဝေဝါးတာမှုန့်လာတယ်ဖြစ်နိုင်တယ်ဒီလိုမျက်လုံးမှာဖြစ်တဲ့အခြေအနေကိုအများအားဖြင့်နိုင်ရိုဘီအိုင်းလို့လူတီများတယ်နိုင်ရိုဘီအိုင်းနာမည်ကထူးခြားတယ်လို့ပဲအာဖရိကကင်ညာနိုင်ငံမျိုးတော်နာမည်နဲ့တူနေတော့အဲ့ဒီမှာအဖြစ်များလို့နေပဲဟုတ်ပါတယ် အာဖရိကအာစာတိုက်ရဲ့အပူပိုင်းနဲ့တမပိုင်းဒီတာဒီမှာဒီပိုးနဲ့ဒီပြဿနာအဖြစ်များတယ်။အရေးကြီးဆုံးအချက်ကတော့လေမျက်လုံးကိုဖက်ဒရင်ထိပြီးလို့တန်တရာရှိတာနဲ့လုံးဝအချိန်ဆွဲလို့မရှိပါဘူး။ချက်ချင်းအေးရဲ့ပေါ်အနေနဲ့ဆေးရုံဆေးခန်းတမမွှေမျက်စိအထူးကုရှဲဝန်စီတွားပြဖို့လုံးဝမချစ်မနေလို့အပ်ပါရယ်။ဟုတ်ကဲ့။ဒါရန်ရေးချီတာပဲ။ဟုတ်တယ်။နှုတ်ကြထွားရင်အမြင်အာရုံကိုအမြဲတမ်းထိခိုက်ပျက်စီးသွားနိုင်တဲ့အန္တရာယ်ရှိနေလို့ပါ။ကြားရတာတော်တော်လေးသတိထားမယ့်အခြေအနေပါပဲ။ ကာကွယ်ခြင်းဒီကုသခြင်းတဲ့ပိုကောင်းွေဆိုသလိုပဲဒီမီပူအန်ဒရယ်ကနေကိုကိုကိုဘလို့အထောက်ဆုံးကာကွယ်နိုင်မလဲဒါလူတိုင်းတီးထားတဲ့အရေးကြီးဆုံးအပိုင်းဖြစ်မယ်ထင်တယ်အထီးကားနဲ့အရေးကြီးဆုံးကာကွယ်ရေးစီခံကတော့အရန်ရိုးရှင်းတယ်အရေးပြပေါ်မှာဖြစ်စေအဝတ်ပေါ်မှာဖြစ်စေဘယ်နေရာမှာပဲတွေ့တွေ့ဒီပိုကောင်ကိုလက်နဲ့ဖြစ်စေတခြားပါနေမှာဖြစ်စေလုံးဝမဖြစ်ချင်းမိဖို့မပွတ်တတ်မိဖို့မပုတ်ခတ်မိဖို့ပါပဲလုံးဝမထီရအောင်ပေါ့ဟုတ်တယ်ဒါနံပါတ်၄အရေးကြီးဆုံးအချက်မယ် ဒီတစ်ခုတည်းကိုတတိထားလိမ့်နာနိုင်ရင်တောင်အန်တေအတော်များများရှောင်နိုင်ပါရဲ့မဖြစ်ချဖို့မပွတ်တဲ့ဖို့ဒါကိုစိတ်သေးဆွဲနေအောင်မှတ်ထားမယ်ဒါဆိုရင်ကိုကိုပေါ်ဒါမှမဟုတ်အဝတ်ပေါ်သူ့ကိုတွေးပြီးဆိုရင်ဘလို့လုံးဝမလဲသူ့ကိုအလန့်နဲ့ကြလက်နဲ့ပုတ်ချလာဖန်ဆုပ်ပြီးလွင့်ပစ်တာမျိုးတွေလုံးဝမလို့အောင်အကောင်းဆုံးနဲ့အလုံးချုံဆုံးနှိကရောလီနေဖြည်းဖြည်းလေးမှုတ်ထုတ်လိုက်တာပဲမှုတ်ထုတ်တာ ဟုတ်ကဲ့ ဒါမှမဟုတ်ရင်စကူကပြားလေးတစ်ခုဆောက်ရွက်ခောက်လေးဒါမှမဟုတ်တခြားကျင့်တော်တဲ့ဖြစ်စည်းတစ်ခုကိုတုံပြီးညင်ညင်တာလေးသူ့ကိုကိုပေါ်အန်းနေဖြစ်ရှာပေးရမယ်သူ့ကိုမထိခိုက်စေပဲဖြစ်နိုင်ရင်အကောင်းဆုံးပဲလေးနဲ့မော်တာဒါမှမဟုတ်ဖြစ်စည်းတစ်ခုခုနဲ့ယင်သားစွာဖေရှာတာကောင်းပြီဒါပေမဲ့လူဆိုတာအမတ်တမဲထက်တတ်တော့တကယ်လို့မတော်တဆထီမိပြီးဒါမှမဟုတ်ပိုးကောင်ကိုဖြီးမိပြီးတော့တန်တရာဖြီးရင်ကောဘာကိုအရင်ဆုံးချက်ချင်းလို့ပါမလဲအဲ့ဒီလိုအခြေအနေမျိုးကြုံခင်းရင်အရေးကြီးဆုံးနဲ့ချက်ချင်းလို့ရမယ့်အရာကတော့ ထိတွေ့မိတယ်လို့ယူဆတဲ့အရေးပြနေရကို အချိန်မဆိုင်ပဲချက်ချင်းပဲဆက်ပြပြောစာဆိုပို့ကောင်းတယ်။နေရေများများတုံးပြီးအနည်းဆုံးစက္ကန့်20 30လောက်ကြာအောင်စင်ကြံအောင်စေးကြောပြဖို့ပါပဲ။ချက်ချင်းစေးကြောတာဟုတ်တယ်။ဒီလိုချက်ချင်းစေးကြောခြင်းအပြင်အရေးပြပေါ်မှာကြာနေနိုင်တဲ့ bedroom ထက်ဒီကိုအမြန်ဆုံးနဲ့အများဆုံးဖေရှားပြနိုင်မယ်။အဲ့ဒီတော့အရေးပြားလောင်ကျွမ်းမှုပြွန့်ထန်တာကိုဖြစ်နိုင်တဲ့လောင်ရှော့ချနိုင်မှာအချင်းကအရေးကြီးတယ် ဟုတ်ပြီကကွယ်နီးလေးသီးပြီးမတော်တဆထိညင်ချက်ချင်းလောက်ရောက်မဲ့အရေးပေါ်အစင်းကိုလည်းသီးပြီးဒါမဲ့အချောင်းမျိုးညို့ကြောင့်ကကွယ်မှုမလုံလောက်လို့ပဲဖြစ်ဖြစ်တတိမထားမီလို့ပဲဖြစ်ဖြစ်အရေးပြားလောင်ကျွမ်းမှုဖြစ်လာခဲ့ပြီဆိုပါစို့ဒီလိုအခြေအနေမှာကုသမှုအပိုင်းကိုဘယ်လိုလုပ်ရမလဲဟုတ်ကဲ့ကုသမှုရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့ခုနကကွယ်ရေးမှပြောခဲ့သလိုပဲ ထိခိုက်မိမှန်သိသိချင်းဒါမှမဟုတ်တန်တရားရှိတာနဲ့ချက်ချင်းဆက်ပြာနဲ့ရေးများများသုံးပြီးစေချောဖို့ပါပဲဒါကကူတာမှုရဲ့အခြေခံအကြောင်းဖုံးနဲ့အမဲတာပထမဦးစားပေးလုံးရမယ့်အရာပါစေချောပြင်းဘာတွေဆက်လုပ်တယ်လဲအထူးသဖြင့်ဘာတွေရှောင်တယ်လဲရှောင်ရမယ့်ချက်တွေရှိပါတယ်ဒဏ်ရာဖြစ်နေတဲ့နေရာကိုလက်နဲ့ခဏခဏပွတ်တာကုတ်တာမျိုးတွေရှောင်ရမယ်ဒါကပူရားစေတယ်လို့ပိုးဝင်ဖို့လမ်းဖွင့်ပေးရရောက်တယ်ဟုတ်ကဲ့ နောက်ပြီးတချို့ကအနာကိုပိုးသတ်ခြင်းလို့အယက်ပြန်အယ်ကိုဟောတို့ပိုးသတ်စီပြင်းပြင်းဒီဥမာဟိုက်ဒရိုဂျင်ပရောက်ဆိုက်အပြင်းစားနဲ့တုတ်တာဆဲတာမျိုးတွေလုတ်တကြတယ်ဒါတွေကလည်းပယ်ရီရင်းကြောင့်ဖြစ်တဲ့ဓာတုလောင်ကျွမ်းမှုကိုပိုးဆိုးစေနိုင်သလိုအရေးပြားရဲ့သဘာဝအကကွယ်လွာကိုပျက်စီးစေပြီးရာရန်တာကိုပိုးပြင်းထန်စေနိုင်တဲ့အတွက်လုံးဝရှောင်သင့်ပါတယ်။အော်ဆိုလိုတာကပုံမှန်အနာတွေတုံးနေကြအယက်ပြန်လို့ပြင်းတဲ့ပိုးတဆဲတွေကဒီမီးဖို့အနာအတွက်တော့မသင့်တော့ဘူး။ ိုဆိုးစေနိုင်တယ်ဆိုတဲ့သဘောပေါ့ဒါနည်းနည်းထူးခြားကြီးမတားစရာပဲဒါဆိုရင်ဘလို့ဆေးမျိုးတွေတုံးပြီးကုသလို့ရလဲအေးပြားနီရဲ့ရောင်ရမ်းတာနဲ့ရားရမ်းတာတက်တာပေါ့ဒါဆေးအုံးတွေကများစွာအထင် steroid ပါတဲ့ linsey cream topical cortical steroids တွေကိုညွှန်လေးရှိပါတယ်ဒါတွေကရောင်ရမ်းတာကျစေပြီးရားတာတက်တာစေလေဒါလိမ့်မေးဒီဆေးတွေကဆေးအုံးညွန်ကြချက်နဲ့အချိန်တိုင်းတာတစ်ခုထိပဲသုံးသင့်တဲ့ဆေးမျိုးဆိုတော့ဆေးအုံးနဲ့တခြားတိုင်မင်းနှိမသုံးသင့်တယ်ရှင်ဟုတ်ကဲ့ရေကြည်ဖူးတွေထွက်လာတဲ့ခါကျတော့ ဘယ်လိုလုပ်ရမလဲသူ့ဘာသာပေါအောင်ဆောင်းရမလားဖောက်လိုက်တင်လားရေချီဖူတွေကိုမမိဘာသာလက်နဲ့ဖြစ်စီအနဲ့ဖြစ်စီတခြားဘာနဲ့မှဖြစ်စီလုံးဝဖောက်ထုတ်ဖို့မကြိုးစားတင်ပါဘူးရေချီဖူရဲ့အပေါ်ရန်အရေးပြားလွားကအောက်ကအရေးပြားနုကိုအကကွယ်ပေးထားတာသူ့ကိုဖောက်လိုက်ရင်အဲ့ဒီအကကွယ်ပျက်စီးပြီးအပြင်ကဘက်တီးရီးယားပိုးမွားနေအလွယ်တကူဝင်နိုင်တယ်ဟွန်းပိုးဝင်နိုင်တယ်ပေါ့ ဟုတ်တယ်အဲ့ဒီအခါမှာဒုတိယပိုးဝင်ဆက်ခံမှု secondary bacteria infection ဖြစ်နိုင်ခြေအရန်မြင့်တက်သွားပြီးအနာကျက်ဖို့ပိုကြတာ PD တာအမရွပိုကြီးကျန်ခဲ့တာမျိုးတွေဖြစ်နိုင်တယ်ဒါဆိုရေကြည်ဖူးကအရန်ကြီးလာလို့ဖြစ်ဖြစ်ပုတ်တိုက်မိလို့ဖြစ်ဖြစ်သူ့အလိုလိုပေါက်သွားရင်ကဘယ်လိုလုပ်ရမလဲအဲ့ဒီလိုသူ့အလိုလိုပေါက်သွားတဲ့အခါမျိုးမှာတော့တန်ရာကိုတန့်ရှင်းအောင်ထားဖို့ပိုရေးကြည့်လာပြီး အဲ့ဒီအချိန်မှာဒုတိယပိုးဝင်တာကိုကာကွယ်ဖို့ဆရာဝန်ကပရိစီဝတ်ဈေးပါတဲ့လိန်စေ topical antibiotic cream တမျိုးမျိုးညွှန်မာလိမ့်မယ်။ဒါတော့ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိန်ပြရမယ်ရှင်။ဈေးလေးနာတဲ့ပြင်ဘလို့အချိန်ဤမျိုးဒီမှာတော့ဆေးအောင်ဆေးခန်းကိုမဖြစ်မနေတွားပြအသင်းလဲ။ခုနကထိုးလေးပေးပြီးဖြောက်ခဲ့သလိုပဲမေလုံးကိုထိခိုက်မိတဲ့အချိန်ဤနိုင်ရိုဘီအိုင်မှာဆိုရင်ဘာမှစဉ်းစားမနေပဲမျက်စိအထုကုဆရာဝန်စီချက်ချင်းထွားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့။မေလုံးကအရေးကြီးဆုံးပဲ။ဟုတ်ကဲ့။ နောက်ပြီးတော့အရေးပြားထိခိုက်တဲ့ area ကရိမ့်ချင်နေရင်ဥပမာလက်ဖြန့်တစ်ခုလုံးဒါမှမဟုတ်ကြောပြင်အကြီးကြီးပြင်းထန်တဲ့နာကျင်မှုခံစားနေရရင်ဒါမှမဟုတ်အဖျားတက်လာတာပီတီလာတာမျိုးဖြစ်ရင်ဆရာဝန်နဲ့ပြတင်တယ်။အရေးကြီးတဲ့နောက်ကချက်ကမတော်ရဆပိုးကောင်ကိုပါးစက်ထဲထည့်မိတာမျိုးချက်မိတာမျိုးဖြစ်ခဲ့ရင်ဒါကအရေးပေါ်အခြေအနေဖြစ်လို့ချက်ချင်းနှိစက်ရာစီယုံစေခန်းကိုအမြန်ဆုံးသွားကုဒမှုခံယူရမယ်။ကောင်းပါပြီ။ ဒီနေ့တော့ Vipo Pedirus Roof Beetle အကြောင်းတော်တော်လေးပြည့်ပြည့်စုံစုံရှုထောင်းစုံကနေဆွေးနွေးထစ်ခဲ့ကြပြီးထင်ပါတယ်။သူ့ပုံပန်းထန်တန်အနေပေးပုံ ဖြစ်တတ်တဲ့လက္ခဏာတွေကာကွယ်နည်းကုတာနည်းအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်းသိခဲ့ရပြီပေါ့။ဟုတ်ပါတယ်။ ဖီရစ်စတမတိုက်တဆိုတော့ကဂျုံရသူအကွက်တော်တော်နီးနာကျင်ပြီးစေနောက်အစ်ဖြစ်စရာကောင်းတဲ့အရေးပြားပြဿနာတစ်ခုပဲမယ်။စနစ်တကျဂရုစက်ကုသမှုခံယူရင်အများစုမှအမာရွက်မကြံပြီးရပ်ပိုင်းသားမမို့ရတရပတ်အနေငယ်အတွင်ပျောက်ကင်းနိုင်ပါတယ်။အသက်အန္တရာယ်ဖြစ်နိုင်ခြေကတော့အရေးပြားချီးတွေ့မှုတသက်အတွက်အလွန်မဲနီးပါးတယ်ဆိုတာပြန်ပြီးအမှခံချင်ပါရှင့်။အဓိကအဖြစ်ကျွန်တော်တို့အလွန်တကူမှထားရမှာကတော့အထီရောက်ဆုံးကာကွယ်နည်းလည်းဖြစ်အယိုးရှင်းဆုံးလည်းဖြစ်တယ်။သူ့ကိုမဖိနဲ့မပွတ်နဲ့ မကြိတ်နဲ့ဆိုတဲ့ဆောင်ပုံလေးပါပဲနော်ဆွေးနွေးမှုလေးကိုအဆုံးမသတ်ခင်မှာစိတ်ဝင်စားစရာအချက်လေးတခုနဲ့ပတ်သက်ပြီးစဉ်းစားစရာလေးထားခဲ့ခြင်းပါတယ်ဒီလောက်တင်းငယ်တဲ့လက်မဝက်လောက်ပဲရှိတဲ့အင်းဆက်ပိုးလေးတကောင်ရဲ့ကူရင်းအရေထဲမှာပါတဲ့ဖက်ဒရင်ဆိုတဲ့ဓာတုပစ္စည်းကလေမွေးပွေးအစိတ်ထတ်တောင်ပြင်းထန်တယ်လို့ဆိုကြတယ်ဟုတ်ပါတယ်ဒါကတဘာဝလျာရဲ့အန်အောဝေဖွဲ့စည်းဖန်တီးမှုလေးတွေကတခုလို့ဆိုနိုင်ပါတယ်ရှင် တင်းငယ်တဲ့တက်ရှိတွေကသူတို့ပုံဝန်းကျင်မှာရှင်တန်ဖို့ကိုကိုကိုကာကွယ်ဖို့အတွက်ဘလောက်တောင်အစွမ်းထက်တဲ့ဇီဝဓာတုလက်နက်တွေကိုစင်ကဲပြောင်းလဲမှုဖြစ်စဉ်ရတီထွင်ဆောင်ယူနိုင်တယ်လဲဆိုတာကိုမိမောင်းထုတ်ပြနေတာပဲဟုတ်ကဲ့ဟုတ်ကဲ့ဒီဖက်ဂျူရင်ရဲ့ဆဲတွေကိုအစိတ်ထစ်စင်နိုင်တဲ့ဆဲပွားတာကိုတားဆီးနိုင်တဲ့အစွမ်းသက်တီကြောင့်သူကိုစေဝါပေတာတိတိတနာတွေမှာတော့စိတ်ဝင်စားစားလေ့လာနေကြတာတွေရှိပါတယ်ဒီလိုသိငယ်ပြီးတာမန်လုထင်ရတဲ့အရာတွေမှာတော့ ဒီလောက်အစွမ်းထက်တဲ့ဓာတုဝေဒခုခံကကွယ်မှုယန္တရားတွေရှုပ်ထွေးတဲ့ဇီဝတ္ထုထုစနေရှိနေတာ တကယ်ကိုအန်အောဖို့ကောင်းပြီးဆက်လက်လေ့လာစရာအများကြီးရှိနေသေးတယ်ဆိုတာပြသနေပါတယ်ဒီအကြောင်းအရာလေးကိုဆက်လက်တွေးတောဆင်ခြင်ချိဖို့ခြံထားခဲ့ရင်လည်းဒီနေ့အတွက်ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုဒီနေရာမှာပဲရပ်နားလိုက်ပါစီ